်မင်္ဂလာပါရှင်ဒီကနေ့အတောင်ဆုံးရထိတ်တဲသတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ရွှေကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမှန်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွှေကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာစစ်တပ်ရွှေကောက်ပွဲကိုနိုင်ငံပေါင်း၉ခုမှလွှတ်တော်အမှန်163ဦးကရှုံချလိုက်ပြီးနိုင်ငံတကာအနေဖြင့်လည်းစစ်တပ်ရွှေကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ကြောင်း New Zealand အတိုက်ခံ Labor Party လွှတ်တော်အမှန် FT Fog ကလူမှုကွန်ရက်မှတစ်စစ်သတင်းထုတ်ပြန်ပါတယ်။နယူးဇီလန်၊ဂျပန်၊ဖိလစ်ပိုင်၊ထိုင်း၊မလေးရှား၊ဩစတြေးလျ၊အရှေ့တီမော၊အင်ဒိုနီးရှားနဲ့ United Kingdom စုစုပေါင်းနိုင်ငံ၉ခုမှဥပဒေပြုလွှတ်တော်အမတ်ပေါင်း163ဦးကမြန်မာစစ်တပ်စီစဉ်ထားသောရွေးကောက်ပွဲကိုအထူးရအဖြစ်ရှုတ်ချခဲ့ပြီးနိုင်ငံတကာအတိုင်းဝိုင်းအနေဖြင့်ရင်းရွေးကောက်ပွဲကိုညှင်းပယ်ရန်တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲမှာမိသီးနီးနဲ့မျှလွတ်လပ်ပြီးတရားမျှတသည့်ဟုမယူဆနိုင်ပေတရားဝင်မှုလည်းမရှိကြောင်းလွှတ်တော်အမတ်များကဆိုပါတယ်။ ရွေးကောက်ပွဲမှာမြန်မာပြည်သူများအပေါ်စစ်စင်မဲနေသောတရားမဝင်စစ်တပ်ကိုပြန်လည်ပုံဖော်ရန်ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်းလည်းလွှတ်တော်အမတ်များကထုတ်ဖော်ပြောဆိုထားပါတယ်။နိုင်ငံတကာတို့လည်းလွှတ်တော်အမတ်များကအထူးရောက်မြန်မာရွေးကောက်ပွဲအတွက်လွှတ်တော်အမတ်များ၏အိတ်ဖွင့်ပေးစာကောင်းစင်ဖြင့်ပေးစာပေးပို့ခဲ့ပြီးရွှေကောက်ပွဲမတိုင်ခင်မြန်မာစစ်တပ်ကလေချောင်းတိုက်ခိုက်မှုများအရှိန်ပြည့်လုံဆောင်နေသည့်အတွက်ရွှေကောက်ပွဲအပြီးတွင်လည်းတိုင်းပြည်တည်ငြိမ်အေးချမ်းပြီမဟုတ်ကြောင်းအကြံဖတ်မှုနှင့်မတည်ငြိမ်မှုများသာပုံမှန်များပြလာမည်ဖြစ်ကြောင်းအသိပေးထားပါသည်။ ဆက်လက်ပြီးမိုးကုတ်မြို့တဲစစ်တပ်ဝင်လာ DNL ကဒီဇင်ဘာလ15ရက်အထိအကာအကွယ်ပေးရမယ်လို့တည်ထားကြောင်းမြို့ခံပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်ကဘာကျော်ဗရမားတွေထွက်ရှိရာမိုးကုတ်မြို့အတွင်းကိုအာနာသိန်းစစ်တပ်ကကားတွေအများအပြားနဲ့ဒီကနေ့ညနေပိုင်းကစပြီးဝင်ရောက်လာနေပြီလို့မိုးကုတ်မြို့ကံတွေကပြောပါရယ်။တရေထွက်ပေါ်ခဲ့တဲ့အတိုင်းနိုဝင်ဘာ29ရက်မှာစစ်တပ်ကမိုးကုတ်မြို့အတွင်းကိုဝင်လာမယ်ဆိုတဲ့အတိုင်းဒီကနေ့ညနေပိုင်းကစပြီးစစ်တပ်ကကားကြီးကားငယ်တွေနဲ့ဝင်ရောက်လာတယ်လို့မိုးကုတ်မြို့ကံတွေကပြောပါရယ်။ ကားရီအတွက်ကများပြားလွန်လာကြောင်းစစ်တပ်ကအင်အားဘလောက်နဲ့ဝင်ရောက်လာရဲဆိုတာခံမရခတ်နေတယ်လို့လဲဘိုးကုံးမျိုးကံတွေကပြောပါတယ်။မျိုးကိုသိမ့်ပိုက်ပြီးစစ်ကောင်စီထံပြန်ပေးခဲ့တဲ့တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေးအတွက်ဒီဇင်ဘာ15ရက်နေ့အထိမျိုးတွင်းမှာစက်ပြီးလုံခြုံရေးပြန်ပေးရမယ်လို့လဲ TNL နဲ့ညီဆက်တဲ့ဘိုးကုံးမျိုးကံတချို့ကပြောပါတယ်။ပလောင်တွေက15ရက်နေ့အထိစကားစကိုပြန်ကာပါပေးရမယ်အဲ့လိုအချိန်အကြာကြီး ပြန်ကားပါပေးရမယ်ဆိုတာကတော်တော်လေးနစ်နာတယ်လေလို့မိုးကုံမြို့ကန်တအူကပြောပါတယ်။တရုတ်အစိုးရရဲ့ဈာဝင်စွပ်ဖတ်မှုကြောင့် TNL နဲ့စစ်တပ်တို့ဟာအော်တိုဘာလကုန်ကစပြီးအပြစ်ရခဲ့တယ်လို့ TNL ဦးဆောင်ထိတ်ချုပ်အုပ်ချုပ်ခဲ့တဲ့မိုးကုံမြို့နဲ့မိုးမင်းမြို့တွေကနေ TNL ကစုခွာပြီးစစ်တပ်ဝင်လာဖို့သဘောတူခဲ့ကြတယ်လို့ TNL ကထုတ်ပြန်ပါတယ်။စစ်တပ်ကထိုးစစ်စင်တာလေးချောင်းကဘုံကျဲတာမလုပ်တော့ဘူးလို့လည်းဆိုပါတယ်။ TNL စုတ်ခွာပေးမယ်ဒေတာကန် PDF တွေအပါအဝင်ဒေတာရင်းဒေါ်လာရေးတက်တွေကမျိုးကိုကောက်ွယ်မယ်လို့ကြေညာခဲ့ကြပါတယ်ဒါပေမဲ့ TNL ကစစ်တပ်ဝင်လာရင်မတိုက်ဖို့ဒေါ်လာရေးတက်တွေကိုတားမြစ်ထားတယ်လို့လည်းဒေါ်လာရေးတက်ဖွဲ့ဝင်အချို့ကပြောပါတယ် TNL ကဒေါ်လာရေးတက်တွေကိုမတိုက်ဖို့တားမြစ်ထားတာကြောင့်စစ်တပ်ကမျိုးတွေကိုအလွယ်တကူဝင်လာနိုင်တာဖြစ်ပါတယ်ဆက်လက်ပြီးအတူရောင်ရွေးကောက်ပွဲလုံးကာလတွေအထိအတူရက်တီပေးဖို့နိုင်ငံတကာကို NUCC တိုက်တွန်းနေဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အကြံဖတ်စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုတဲ့အတွက်ခွမ်းသာကြောင်းနဲ့အဆိုပါအတူရောင်ရွေးကောက်ပွဲရလနဲ့အတူရောင်အုပ်ချုပ်ရေးအဖွဲ့ကိုလည်းဆက်လက်အတိအမှတ်မပြုဖို့ NUCC ကနိုင်ငံတကာကိုဒီကနေ့မှတောင်းဆိုလိုက်ပါတယ်။ခုလသမဂ္ဂအာဆီယံဥရောပပါလီမန်အပါအဝင်နိုင်ငံတကာအဖွဲ့တွေနဲ့နိုင်ငံအများစုဟာအကြံဖတ်စေအုပ်စုရဲ့ရွေးကောက်ပွဲအတူကိုအတိအမှတ်မပြုတဲ့အတွက်မြန်မာပြည်သူတွေကိုစာကျေးဇူးတင်ပါတယ်လို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီလိုသဘောထားကိုရွေးကောက်ပွဲလွန်ကာလတွေအထိခိုင်ခိုင်မြဲမြဲဆက်လက်ရည်တည်ပေးကြဖို့လိုသလိုအတူရောင်ရွေးကောက်ပွဲကနေပေါ်ထွက်လာမယ့်ရလက်ကိုလည်းအတိအမှတ်ပြုပေးဖို့နိုင်ငံတကာအတိုင်းဝိုင်းထံထပ်မံတောင်းဆိုထားရလို့လည်း NUCC ကတိုက်တွန်းထားပါတယ်။မြန်မာပြည်သူတွေအပေါ်တနက်ထောက်ကျင်းပတဲ့အတူရောင်ရွေးကောက်ပွဲကနေစစ်တပ်ကြီးစိုးမဲ့ဟန်ပြလွှတ်တော်နဲ့စစ်တပ်ကြီးစိုးမဲ့အတူရောင်အုပ်ချုပ်ရေးအဖွဲ့ပေါ်လာမှာဖြစ်တယ်လို့ NUCC ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အကြံဖတ်စီအုပ်စုဟာရွေးကောက်ပွဲတူအောင်နိုင်ရေးအတွက်အာနာရှင်နိုင်ငံတွေဖြစ်တဲ့ရုရှားနဲ့ဖေလာရုနိုင်ငံကနေထောက်ခံမှုရရှိထားပြီးတော့အဆိုပါအာနာရှင်မိတ်ဖက်နိုင်ငံတွေကစီအုပ်စုရဲ့အတူရောက်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာရေးအဖွဲ့တွေစီလွတ်မယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်။ဆက်လက်ပြီးဖေလာရုသမရရဲ့တရားမပြည့်တဲ့မြန်မာခရီးစဉ်အတွေ့မင်းအောင်လိုင်းရဲ့သဘောတူစာချုပ်16ခုလက်မှတ်ထိုးတဲ့ဆွေးနွေးတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့ဖိတ်ကြားချက်နဲ့ရောက်ရှိလာခဲ့တဲ့ဖေလာရုသမရလူကာရှန်ကိုရဲ့ တရမပြည့်တဲ့ခရီးစဉ်အတွင်းနိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ်16ဆောင်အထိလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါဗျ။တရတာ24နှစ်ကြီးတောင်မပြည့်ပဲလာရောက်ခဲ့တဲ့ဖေလာရုသမ္မတလူကာရှန်ကိုရဲ့မြန်မာနိုင်ငံခရီးစဉ်မှာအခုလိုစာချုပ်တွေကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးရင်းစာချုပ်တွေထဲမှာအာနာရှင်နိုင်ငံအခြားဂုံသွဲရေးစီးပွားရေးရည်ကျေးမှုဆိုင်ရာများအပြန်အလှန်ဖလှယ်နိုင်ရေးစိုက်ပျိုးမှုမှုရေးကုံထုတ်လုပ်မှုနည်းပညာများအပြန်အလှန်ဖလှယ်နိုင်ရေးတွေပါဝင်တယ်လို့စစ်အုပ်စုသတင်းများကဆိုပါတယ် အလားတူအနာရှင်နိုင်ငံအကြားပူပေါင်းဆောင်ရွက်ရေးမြင့်တင်ရမှာဖွံ့ဖြိုးမှုပူပေါင်းဆောင်ရွက်ရေးအတွက်ရည်ရွယ်သည့်စလွာ Memorandum of Intent Morning မြန်မာ ဖေလာရုဖွံ့ဖြိုးရေးပူပေါင်းဆောင်ရွက်မှုမြင့်တင်ရေးဆိုင်ရာလမ်းပြပြပုံ2026 2028တို့ကိုလက်မှတ်ရေးထိုးခဲ့ကြောင်းလည်းသိရပါတယ်ဖေလာရုသမရဟာမြန်မာနိုင်ငံကိုနိုဝင်ဘာ28ရက်ညပိုင်းကရောက်ရှိလာတာဖြစ်ပြီးနိုဝင်ဘာ28ရက်ညနေမှာပြန်လည်ထွက်ခွာသွားတာဖြစ်ပါတယ်။လူကာရှန်ကိုမြန်မာပြည်ရောက်ရှိချိန်စစ်ကောင်းဆောင်မင်းအောင်လိုင်ကစစ်အုပ်စုလေးမှာ SU30 SME အကြီးစားဂျက်တိုက်လေရေ3စင်းနဲ့ကြိုဆိုခဲ့တယ်လို့လည်းစေအုပ်စုသတင်းများကဆိုပါတယ်မြန်မာနဲ့ဗီလာရုနှစ်နိုင်ငံဟာအာနာရှစ်စနစ်နဲ့နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေမှာအတွေ့အဖက်ညီနေတဲ့နှစ်နိုင်ငံဖြစ်ပြီးဒီခီးဆက်မှာဆီလက်နက်ပစ္စည်းထောက်ပံ့ရေးနဲ့စစ်ဘက်ဆိုင်ရာပညာရပ်အပါအဝင်လေ့ကျင့်သင်ကြားရေးများအတွက်နှစ်နိုင်ငံဆက်ဆံရေးတိုးချက်လာနိုင်တယ်လို့ Justice for Myanmar GFR ကအသိပေးထုတ်ပြန်ထားပါတယ်။ဗီလာရုနိုင်ငံဟာအကြံဖက်စစ်တပ်ရဲ့ဆီလက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် လိပညာဆိုင်ရာစွမ်းရည်တွေတိစောက်ပြီးတော့လေ့ကျင့်သင်ကြားပေးရတဲ့စက္ကရိယာတွေပေးအပ်နေတာစားတဲ့ကုညီပံပိုးမှုတွေနဲ့စေအုပ်စုရဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုကြောထောက်နောက်ခံပြုနေတာဖြစ်တယ်လို့ GFN ရဲ့ထုတ်ပြန်ချက်မှဆိုထားပါတယ်ကြပြင်ဖေလာရုနိုင်ငံဟာ2020ခုနှစ်အတွင်းကစစ်တပ်ရဲ့အကြမ်းဖက်အာဏာသိမ်းမှုကိုရှုတ်ချဖို့နဲ့မြန်မာနိုင်ငံသို့ဆစ်လက်နက်များစီးဝင်နေမှုကိုတားဆီးဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကိုတောင်းဆိုထားတဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကိုကန့်ကွက်မဲ့ပေးခဲ့တဲ့တခုတည်းသောနိုင်ငံလေးဖြစ်ပါတယ်။ဆလဘီစင်လန်ကိုရိတ်ခါလာဖို့သည့်အကြံဖတ်စေအုပ်စုစစ်ကြောင်းအာရကတက်တော် AA နဲ့ပူးပေါင်းတက်တို့ဤခေတ္တပြတ်တိုက်ခိုက်မှုအတွေ့ဇေဦးထက်မနေတည်ဆုံနေဟုဆိုရိုးပေါ်ရှိနေရာတချို့တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီးအကြံဖတ်စေအုပ်စုအထိနာရေးဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ရခိုင်ပကိုရိုးပေါ်ရှိစစ်လန်စခန်းကိုရိတ်ခါလာဖို့သည်အကြံဖတ်စစ်ကြောင်းသည်အရကတက်တော် AA နှင့်ပူပေါင်းတက်တို့၏လျှက်ရပြတိုက်ခိုက်မှုအတွင်း10ဦးထပ်မံတည်ဆုံသွားကြောင်းသတင်းရရှိပါသည်ပကိုတိုင်းဗရောင်မြို့နယ်အုတ်ရှိပင်မြို့အပိုင်းညောင်ချေတောက်ဘက်မှရိုးပေါ်ရှိစစ်လန်စခန်းကိုရိတ်ခါလာပို့သည့်အင်အား90ခန်းပါအကြံဖတ်စစ်တပ်စစ်ကြောင်းမှယမန်နေ့နိုဝင်ဘာ28ရက်နေ့လယ်12နာရီကျော်ခန့်က AA နှင့်ပူပေါင်းတပ်တို့၏လျှက်ရပြတိုက်ခိုက်မှုကြောင့်10ဦးထပ်မံတည်ဆုံသွားခဲ့ရသည်ဟုရေပြင်စစ်ရေးတရေရေးမြစ်တအုပ်ကသတင်းဌာနကိုပြောပါရသည် အေအေဦးဆောင်တဲ့တော်လရင်တက်ဖွဲ့တွေကသူတို့အလာကိုစောင့်ပြီးခြုံကိုတိုက်တာခင်းရက်ပြတ်တိုက်တာပေါ့ပျောက်ကြစနစ်နဲ့ဆေးရောက်တော့တည်တယ်လို့ခံမှန်းရတယ်နေရရတာတွေလည်းပါတယ်ဟုပြောပါတယ်ထောက်ပို့လာသည့်စစ်ကြောင်းအားအကြံဖတ်စစ်တပ်ကစင်လန်စခန်းမှဆင်းပြီးစစ်ကူတိုက်ခိုက်ခဲ့ကတိုက်ပွဲမိနစ်အနည်းငယ်ဖြစ်ပွားခဲ့ပြီးနောက်တန်ရရသူများတင်ရိခါများအားစင်လန်စခန်းသို့ယူဆောင်သွားသည်ဟုဒေသခံတအူးကသတင်းဌာနကိုပြောပါရယ်စင်လန်စခန်းကနေစစ်သားတွေစစ်ကူလို့ပြစ်ခတ်မှုရှိခဲ့တယ် ဒဏ်ရာရစစ်သားတွေကိုဆွဲထုတ်သွားတယ်ရိခါတွေကိုသူတို့စက်ခန်းကိုယူသွားတယ်ဟုပြောပါတယ်အကြမ်းဖက်စစ်တပ်သည်ရိခါဖျက်တောက်ခံရသည်မှာလက်နေချီကြာနေသည့်အတွက်ထောက်ဖို့ရိခါများအားစစ်ကြောင်းထုတ်ကဒီပြမလာဖို့နေရသည့်အတွက်အေအေနှင့်ပူပေါင်းတော်လှန်ရေးတပ်ထံမကြခဏကြားဖြတ်တိုက်ခိုက်ခံရပြီးအထိနာကြဆုံမှုများပြလျက်ရှိကြောင်းသိရပါတယ်အေအေတိတ်ထားတဲ့ညောင်ကျိုးစက်ခန်းကိုရယူရဲကျိုးပန်းနေသည့်အကြံဖတ်စစ်တပ်နဲ့အေအေဦးဆောင်တဲ့ပူပေါင်းတော်လည်ရစ်တပ်ဖွဲ့နဲ့အကြံဖတ်စစ်တပ်တို့မှာယနေ့နိုဝင်ဘာ29ရက်နေ့တွင်လည်း လီလာတောင်တောင်ချေရဲ့အနီနာတွင်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟုသူကစက်ပြောပါရယ်လီလာတောင်ကနေညောင်ကျိုးစက်ခန်းကိုရောက်ဖို့တိုက်နေတာကြပြီးမတိုးနိုင်ဖြစ်နေတာဒီနေ့မနက်တောင်ချေရင်အနီးမှာတိုက်ပွဲဖြစ်နေတယ်ဟုပြောပါရယ်ရှေခါဖြတ်တောက်ဖိတ်ဆို့ခန့်ထားရတဲ့အကြံဖတ်စစ်တပ်ပွိုက်666စက်ခန်းတည်လေ AAE လက်နက်ကြီးစနိုက်ပါတို့ဖြင့်ပစ်ခတ်ခန့်ရကအထင်အကျဆုံးမှုများပြားနေကြောင်းစစ်ရေးတရေရင်းမြစ်များကအတည်ပြုပြောဆိုပါရယ် အကြံဖတ်စစ်တပ်ဘက်မှ AA နှစ်ဒေါ်လာရစ်တက်ခွဲများအားစစ်ကြောင်းထိုးခြင်းရိခါပူတီအခါတွေလည်း K6 ဒရုန်းများအထူးကန်ဒရုန်းများ Jet Fighter များကိုအများအပြားအသုံးပြုကာတိုက်ခိုက်သည့်အတွက် AA နှစ်ဒေါ်လာရစ်တက်ခွဲများဘက်မှအလစ်တုပ်ကလျှက်တပြက်ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်နေရကြောင်းသိရပါသည်။ကျမရဲ့တရေနှင့်စက်မှုကိုဒီမှာပဲရနာကွဲပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။